်မင်္ဂလာပါရှင်စင်ပါ Daily Life Channel မှာပြန်လည်ကြိုဆိုပါတယ်ရှင်မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မေတ္တာပို့ပါတယ်ရှင်ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းလေးအနက်ဆန္ဒပြုပါတယ်ဒီနေ့တော့ဆရာမောင်သာချူရဲ့စိန်လန်သောမိသားစုများစုစည်းမှုတွေမှာဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ရှင်ဆောင်းပါးလေးရဲ့နာမည်ကအခန်းခန်းအဆောင်ဆောင်တွေနဲ့အင်္ဂလီတဲ့နားထောင်ကြည့်ပါဦးနော် အခန်းခန်းအဆောင်ဆောင်တွေနဲ့အင်္ဂလီတာရီဒီနေ့ຫນွေဥရာဒီမှာတော့ဖေဖေတို့အိမ်မှာအခန်းကလေးတစ်ခန်းလောက်ထပ်ဖွဲ့ဖို့ဖေဖေတို့ကြံစီထားတဲ့ကိစ္စကိုအကောင့်ထည့်ဖို့မလားလို့ပေါ့တာရီဟုတ်တယ်ဖေဖေတို့အိမ်မှာတာအတွက်အခန်းကလေးတစ်ခန်းဖွဲ့ပေးဖို့လိုတယ်ဆိုတာဖေဖေတို့စဉ်းစားမိတာကြာခဲ့ပြီတာရီဒါပေမဲ့ဖေဖေတို့မှာလိုအပ်ခဲ့တာကငွေရဲ့ ပြီးတော့အချိန်ရည်လီအခုတော့ဖိဖိမှငွေလဲအတန်အသင့်ရှိလာခဲ့ အချိန်ပိုကလေးလဲအထိုက်လျောက်ရလာခဲ့ပြီမို့ตาအတွက်အခန်းကလေးတစ်ခန်းဆိုတဲ့အိမ်မက်ကလေးကိုအကောင့်ထဲပို့ဖို့အစဉ်ပြေလာခဲ့ပြီဆိုပါတော့လက်သမားဆရာတယောက်ကိုခေါ်လိုအပ်တဲ့သစ်တန်တန်ဖို့အတွက်ချက်အခန်းကလေးတစ်ခန်းဖွဲ့ရန်အစဉ်သစ်ဆိုပါတော့ ဖဖေတို့ဒီအိမ်ကလေးကိုစဝယ်တော့ကအခန်းကနှစ်ခန်းနဲ့ဒါရဲ့တိုက်အပြာကလေးတစ်ထပ်သေးလင်းတော့တော်တော်လင်းနေတိုက်ကလေးအိတ်ခန်းနှစ်ခန်းမှာကမမကတခန်းတားရဲ့ဖဖေရဲ့မမရဲ့ကတခန်းနေရစားရတာတော်တော်အဆင်ပြေပါတယ်တားရဲ့ဒါပေမဲ့တားနည်းနည်းကလေးအရွယ်ရောက်လာတော့တားကိုအခန်းကလေးတခန်းတသက်ဖွဲ့ပေးချင်တာမိတယ် privacy ဟုတ်တယ်တားရဲ့ privacy လူတွေမှာ လူသူလေးပါဘသူနဲ့မှထိတွေ့ဆက်ဆက်မနေပဲသူ့ဘာသာသူလွတ်လွတ်လပ်လပ်ကင်ကင်ရှင်းရှင်းကြီးနေလို့တဲ့အချိန်တွေရှိတတ်ကြတယ်ဒါရဲ့အဲ့ဒါကို privacy လို့ခေါ်တာလူဟာ24နာရီပတ်လုံးလူတယောက်ယောက်ရဲ့မျက်လုံးအောက်မှာနေနေရတာဟာ privacy ဖြစ်တာပဲဒါရဲ့ဖေဖေတို့ကဒါအတွက်အခန်းကလေးတစ်ခန်းထပ်ဖွဲ့ပေးခြင်းနဲ့ဆိုတာကဒါကို privacy ပေးခြင်းနော်ဒါလွတ်လပ်လို့တဲ့အခါ လွတ်လပ်နိုင်တဲ့အခွင့်အရေးကိုပေးချင်တာ။ဒါရီဟိုးတလောကလေးကဖေဖေမိတ်ဆွေစာရေးဆရာကိုတာရဲ့ရေရွှင်ပွဲနဲ့အခြားစာတမ်းများစောက်ကလေးဖေဖေပြန်ဖတ်မိတယ်ဒါရီ။အဲ့ဒီမှာမွန်ဂရိုးနမူနာဆိုတဲ့စာတမ်းကလေးတစ်ခုလည်းပါတာပေါ့။ခါလီဂျီဘရန်ဆိုတဲ့တွေးခေါ်ပညာရှင်တယောက်ရဲ့အဆိုမိန်လေးတစ်ခုကိုကိုတာကိုကားဖော်ပြထားပုံက Let there be space အေးမြွာတူခဲ့တာနဲ့တဲ့ဖီဖီကြိုက်လိုက်တာကွာအိမ်ထောင်မှုဘဝဟန်ပန်အတွက်မြတ်ထားတဲ့စကားအတူတကွနီးကပ်ပေါင်းသင်နေထိုင်မှုမှာပင်လင်းနေရာလွတ်ကလေးတွေကွက်လက်ကလေးတွေလဟပြင်းကလေးတွေရှိစေခြင်းပါတဲ့သားရဲ့အဲ့ဒါ privacy ပေါ့အရာရာကခဏလွတ်ကင်းနေမှုပေါ့သားအတွက်ဖွဲ့ပေးမယ့်အခန်းကလေးဟာ တားရဲ့ privacy ကိုပေးမဲ့နေရာကလေးပဲပေါ့ရန်ကုန်မြို့လယ်ကတိုက်ခန်းတစ်ခုမှာဖိဖိမိတ်ဆွေမိသားတစုရှိတယ်တားရဲ့တခါတခါအဲ့ဒီတိုက်ခန်းကလေးဖိဖိရောက်ရောက်သွားတဲ့အခါဖိဖိမိတ်ဆွေကိုစာနာမိတာအမှန်ပဲတားရဲ့တိုက်ခန်းကကျင်းပါတယ်ပြီးတော့ထက်ကူးလေးပါလေးတောင်မှမပါဘူးအိမ်တော်ကွယ်တားတယောက်ကလည်းဇနီးနဲ့ကလေးနဲ့ဒီတိုက်ခန်းကလေးမှာအတူတူတန်းစီအိတ်တန်းစီစား တန်းစီမျက်နှာတည်တန်းစီထတန်းစီထိုင်သူတို့ချားမှာဘာနေရာလွတ်ဘာကွက်လန်းမှမရှိတော့မကြံတော့ဘူး privacy ကိုငတ်မုတ်လို့ထင်ပါရဲ့အဲ့ဒီတိုက်ခန်းကအရွယ်ရောက်လာတဲ့လူတိုင်းကဂိမ်းဆိုင်သွားသူသွားလက်ဖိတ်ဆိုင်ရောက်သူရောက် BR station နဲ့ဝင်သူဝင်နေဆရာမြတ်ငိမ်းဘာသာပြန်နဲ့မတန် x ဆိုတဲ့ဝတ္ထုပြည့်ဖတ်ဖူးတယ်တာရဲ့ရောက်ခမရဲ့အိမ် ရောက်ခမရဲ့မျက်လုံးအောက်မှာနေရတဲ့မိန်းမတယောက် privacy ပြက်လို့အပြင်ကိုထွက်ရာကဖြက်စီးသွားတဲ့ဇလန်းပေါ့မိသားစုရဲ့မှာတော့မှ privacy လိုရတဲ့တာရဲ့တားပါတာစာရေးခြင်းရေးနေမယ်စာဖတ်ခြင်းဖတ်နေမယ်မှန်ကြည့်ခြင်းလည်းကြည့်နေမယ်လွတ်လွတ်လပ်လပ်လှဲခြင်းလည်းလှဲနေမယ်စဉ်းစားကဝင်ခြင်းလည်းဝင်နေမယ်တခြင်းနားထောင်ခြင်းလည်းနားထောင်နေမယ် အဆင်မပြေတာတစ်ခုခုကြောင့်မျက်ရည်ကျခြင်းလဲကျနေမယ်။ဒါကြောင့်ဖိဖိကအခန်းကလေးတစ်ခန်းထပ်ဖွဲ့ဖို့ပြင်ဆင်ရတာ။အဲ့ဒါတားရဲ့ privacy တားရဲ့ကွက်လက်တားရဲ့နေရာလို့မိသားစုတွေမှာအဲ့ဒီကွက်လက်ကလေးတွေနေရာလွတ်ကလေးတွေရှိအောင်ဖန်တီးပေးတဲ့နေလို့ဖိဖိကတော့ထင်မိတာပါပဲကွယ်။ အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမရဲ့မိတ်ဆွေများအားလုံးတာယာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။